မင်္ဂလာမနက်ခင်းပါရှင်2025ခုနှစ်စက်တဘာလ28ရက် Radio NUG ရဲ့မနက်ခင်းပြည်တွင်သတင်းတွေကိုဖတ်ကြားတင်ပြပေးသွားပါမယ်ကျွန်မကတော့ຫນွေဥမမပထမအောင်ဆုံးတင်ပြပေးမယ့်သတင်းကတော့လက်ရှိဒေါ်လေးသည် Federal Democracy နှင့်ဖက်စစ် အာဏာရှင်စနစ်ကြားတမိုင်းဝင်တိုက်ပွဲဖြစ်ကြောင်းပြည်ထောင်စုဝန်ကြီးချုပ်မိန်ခွန်းပြောကြားခဲ့တဲ့သတင်းဖြစ်ပါတယ်လက်ရှိဒေါ်လေးသည် ဖက်ဒရယ်ဒီမိုကရေစီနှင့်ဖက်စစ်အာဏာရှင်စနစ်ကြားတမိုင်းဝင်တိုက်ပွဲဖြစ်ကြောင်းမြို့သားဒီမိုကရေစီအဖွဲ့ချုပ်38နှစ်ပြည့်အခမ်းအနားမှာပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကမိန့်ခွန်းပြောကြားခဲ့ပါတယ်။ဒါအပြင်ပါတီရဲ့ဒီမိုကရေစီအတွက်ကြိုးပမ်းမှုများနဲ့လက်ရှိတော်လှန်ရေးမှာပါဝင်နေတဲ့အခမ်းအခဏာကိုလေးထားပြောကြားခဲ့ပါတယ်။ဝန်ကြီးချုပ်က၎င်းရဲ့မိန့်ခွန်းမှာ1988ခုနှစ်ရှင်လေးလုံးရေးတော်ပုံမှစတင်ပေါ်ပေါက်ခဲ့တဲ့ NLD ရဲ့သမိုင်းကြောင်းနဲ့ပြည်သူ့ဗဟိုပြုသော Liberal Democracy အတွေ့အခေါ်ကိုမိမောင်းထုတ်ပြခဲ့ပါတယ်။ ယူသားဒီမိုကရေစီအဖွဲ့ချုပ်သည်ဖိနှိပ်ခံပြည်သူလူထုရဲ့ခိုင်မာဆုံးနိုင်ငံအင်အားစုဖြစ်ရည်တည်ခဲ့ပြီးဆီယနာရှင်စနစ်ရဲ့မောင်းတုကြားကနေဒီမိုကရေစီအလင်းရောင်ကိုတည်ဆောင်ပေးနိုင်ခဲ့တဲ့ပါတီလည်းဖြစ်ပါတယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကပြောကြားခဲ့ပါတယ်1990 2010 2015နဲ့2020ရွေးကောက်ပွဲများမှာ NLD ရဲ့အောင်မြင်မှုများကို၎င်းကပြန်လည်သုံးသပ်ပြခဲ့ပြီးသူသဖြင့်2020ရွေးကောက်ပွဲမှာမဲဆန္ဒနဲ့82.4%ခန့်နှုန်းနဲ့အနိုင်ရရှိခဲ့မှုဟာ ပြည်သူလူထုရဲ့ယုံကြည်မှုကိုထိဟကြောင်းသို့သော2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာစစ်တပ်ကအာဏာသိမ်းယူခဲ့မှုကြောင့်ပြည်သူစံနာများထိခိုက်ခဲ့ရကြောင်း၎င်းကထောက်ပြခဲ့ပါတယ်။ NLD ခေါင်းဆောင်များဖြစ်သည့်ဒေါ်အောင်ဆန်းစုကြည်နှင့်သမရဦးဝင်းမြင့်အပါအဝင်ဖမ်းဆီးခံထားရသူများ၏ဆွလုံးနှင့်နာခံမှုများကိုကုန်ပြူခဲ့ပြီးပါတီဝင်များ၏မစုံမနစ်သောကြိုးပမ်းမှုများကိုချီးကျူးခဲ့ပါတယ်။ Federal Democracy ပြည်ထောင်စုသစ်တစ်ခုထူထောင်နိုင်ရေးအတွက် NLD နေနဲ့ NUG နဲ့တော်လိုင်းအင်အားစုများနဲ့အတူလက်တွဲပြီးဆီယနာရှင်စနစ်အမြင့်ပြတ်တည်ထိဆက်လက်တိုက်ပွဲဝင်သွားမယ်လို့၎င်းကကြေညာပြုခဲ့ပါတယ်။တော်လိုင်းရဲ့ရှေ့ခီးတခြားလုံးမှာလည်းတိုင်းရင်းသားပြည်သူလူထုတရားလုံးမျှော်မှန်းနေတဲ့ငြိမ်းချမ်းရေးတရားမျှတရေးလွတ်လပ်ရေးနဲ့ညီညွတ်ရေးတို့ပြည်စုံတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်အစ်ကိုထူထောင်နိုင်မှုအတွက်မြို့သားဒီမိုကရေစီဖွဲ့ချုပ်ပါတီအနေနဲ့မြို့သားညီညွတ်ရေးအစိုးရအပါအဝင်တော်လိုင်းအင်အားစုများအားလုံးနဲ့တူလက်တွဲပြီးမြင်မတူတာတွေရှိခဲ့ရင်လည်းတူအောင်ညှိနှိုင်းကြလျက်ဆ ਿਆ နာရှင်စနစ်အမြင့်ပြတ်တဲ့အထိစဉ်ဆက်မပြတ်ဆက်လက်ပါဝင်သွားကြဖို့လေးနက်စွာတိုက်တွန်းထားပါတယ်ရှင်။ဆလဘီကင်းဒီပြည်နိုင်ငံဝန်ထမ်းစီရီယမ်ကော်မတီမှကြာဆုံးစီရီယမ်ခုနှစ်ဦးရဲ့မိသားစုများကိုထောက်ပံ့ခြင်းများထပ်မံပေးအပ်တဲ့သတင်းကိုတင်ပြပေးပါမယ်။ ကင်းဒီပြည်နိုင်ငံဝန်ထမ်း CDM ကော်မတီမှ CDM 9ဦးကိုထောက်ပံ့ခြင်းများထပ်မံပေးအပ်ခဲ့ကြောင်းစက်တမလ29ရက်နေ့ကသတင်းထုတ်ပြန်ပါတယ်။တပိုင်းဆိုင်ရာကြာဆုံး CDM 2ဦး၏မိသားစုဝင်များကြာဆုံးရဲ CDM 2ဦး၏မိသားစုဝင်များကြာဆုံး CDM ကျန်းမာရေး2ဦး၏မိသားစုဝင်များကြာဆုံး CDM ပညာရေး2ဦး၏မိသားစုဝင်များနှင့်ကြာဆုံး CDM ထွေအုပ်2ဦး၏မိသားစုဝင်များစုစုပေါင်းကြာဆုံး CDM 9ဦးရဲ့မိသားစုဝင်တွေကိုထောက်ပံ့ခြင်းများထပ်မံပေးအပ်နိုင်ခဲ့တယ်လို့သိရပါတယ်။ ကော်မတီအနေနဲ့တက်နိုင်ဆုံးတက်ဆွမ်းသမျှထောက်ပံ့ပေးနေပါကြောင်းလက်ခံရရှိတဲ့စီရင်တွေကိုလည်းစီစစ်နေပါကြောင်းအသိပေးထားပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့ပြည်သူ့ပန်းနိုင်တဲ့ Principles of Humanity POH ပူပေါင်းပြီး IH ရဲ့အသိပညာပေးသင်တန်းပြုလုပ်တဲ့သတင်းဖြစ်ပါတယ်။ပြည်သူ့ပန်းနိုင်တဲ့ Principles of Humanity အဖွဲ့တို့ပူပေါင်းပြီး International Humanitarian Law IX နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေဆိုင်ရာ သိပညာပေးမျှဝေမှုသင်တန်းတစ်ခုကိုပြုလုပ်ခဲ့တယ်လို့ပြည်သူ့ဗန်းနိုင်ကထုတ်ပြန်ထားပါတယ်။ထိုင်းမြန်မာနယ်စပ်တနေရာမှာနေရတာပြုလုပ်ခဲ့တဲ့အဆိုပါတင်နှန်းကို CDM စစ်သားရဲနဲ့မိသားစုဝင်များ PDF ရဲဘော်ဟောင်းများ CDM အရဲဘက်ဝင်နှန်းများနဲ့နိုင်ငံတက်ကြွလှုပ်ရှားသူများစုစုပေါင်း35ဦးပါဝင်တက်ရောက်ခဲ့တယ်လို့ဆိုပါတယ်။ဆိုပါတင်နှန်းမှာ ISL ဥပဒေဆိုင်ရာအဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့အခြေခံမှုများ လက်နက်ကင်တိုက်ပွဲများတွင်လိုက်နိုင်ရမယ့်ဆန်နှုံများစတဲ့အကြောင်းအရာအချက်လက်များကိုကြည်ကြဲပြတ်ပြတ်ပို့ချဆွေးနွေးခဲ့ပြီးတရောက်လာသူများကသိလိုရာများမေးမြန်းခြင်းအမည်ယူဆချက်များကိုအပြန်အလှန်ဆွေးနွေးခြင်းများတတကြွကြွပြုလုပ်ခဲ့ကြတယ်လို့သိရှိရပါတယ်ရှင်။ဒီမော့ဆိုနောက်ချမ်းကစီဗေးရှောင်ပြည်သူများစာနယ်ခါခက်ခဲဖြစ်နေတဲ့တဲ့ရင်ကိုဆက်လက်တင်ပြပေးပါဦးမယ်။ဂီနီပြည်ဒီမော့ဆိုနောက်ချမ်းကစီဗေးရှောင်စခန်းများမှာစာနယ်ခါခက်ခဲဖြစ်နေကြပြီးအကူအညီလိုအပ်နေတယ်လို့ Job Talk ကထုတ်ပြန်ပါတယ်။ ေပင်ကွင်းစင်းချင်းနဲ့စစ်ဆောင်တွေကတင်ပြလာတဲ့အချက်လက်တွေကိုကြည့်ခြင်းအားဖြင့်ယင်းတွေကထပ်ပိုပြီးခက်ခဲဒုက္ခရောက်နေကြတာကိုတွေ့ရတယ်လို့ဆိုပါတယ်။လက်ရှိမှာ George Walker အဖွဲ့ထံစတင်လူကိုယ်တိုင်လာရောက်အကူအညီတောင်းထားကြတဲ့စစ်ဆောင်စခန်းပေါင်း၈ခုရှိနေပြီးဆိုပါစီဘေးဆောင်ပြည်သူများအတွက်စာနေကထောက်ပံ့ကူညီလူဒဏ်နိုင်မှုကြိုးစားသွားမယ်လို့အတည်ပြုထားပါတယ်။ လူရှင်ပြည်သူများအနေနဲ့ဆစ်ဆောင်ပြည်သူကလေးငယ်များအတွက်စံစီဖြစ်စေရမုံငွေလူငွေဖြစ်စေပါဝင်လှူဒန်းပေးကြဖို့ Job for Kaya အဖွဲ့ကကူညီတောင်းခံထားပါတယ်ရှင်။ခုနောက်ဆုံးတင်ပြပေးမယ့်သတင်းကတော့ Bitter Kinyo ရဲ့ဇာပနအခမ်းအနားပြုလုပ်ခဲ့တဲ့သတင်းပဲဖြစ်ပါတယ်။ဂီတလောကမှာအစိုးပိုင်းပိုင်းသချင်းကောင်းများစွာနဲ့ခိုင်ခိုင်မာမာရည်တည်ခဲ့တဲ့ Bitter Kinyo ရဲ့ဇာပနအခမ်းအနားကိုစက်တဘာလ29ရက်မွန်လွဲတနင်္လာရီကမှရေဝေးသုတ်တံကအထူးခမ်းမဆောင်တင်မှာကျင်းပခဲ့ပါတယ်။ ဗဒခင်ညိုဟာအသက်80ရွယ်မှာပဲသူမြန်နိုးတဲ့ဒေသချင်းတွေနဲ့အတူမိသားစုတွေဒေပြည့်သက်တွေကိုခြံထားရခဲ့ပြီးပြီးခဲ့တဲ့စက်တင်ဘာလ25ရက်နေ့ကကွယ်လွန်သွားခဲ့တာပဲဖြစ်ပါတယ်။သူ့ရဲ့သူနဲ့ခစ်ပြိုင်အဆိုတော်တွေအစုံလင်းတဲ့အတူဂီတရေဝန်းကမိတ်ဆွေပေါင်းသင်းတွေဖြင့်ဒေသသူသူပရိသတ်တွေကလည်းလိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။ဗဒခင်ညိုကွယ်လွန်ခြင်းမှာဇနီးတန်နဲ့အတူသာသုံးဦးကျင်းရင်ခဲ့ပါတယ်ရှင်။ခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက်ကာရှယ်ပဒဲဖို့နဲ့မကျင်းမှုလို့ကပြဖို့ထားတာဖြစ်ပါတယ်ရှင်။